မကွေးတိုင်းထဲမှာတော့ဒီမကွေးအကျဉ်းထောင်မှာရှိတဲ့နိုင်ငံရေးအကျဉ်းသားနှစ်ယောက်ပြစ်ဒဏ်ခံလိုက်ရပြီးတော့အကျဉ်းသားအယောက်200ကျော်ကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်ထားတယ်လို့နိုင်ငံရေးအကျဉ်းသားအရေးလေးလာစောင့်ကြည့်နေတဲ့သူတွေကပြောပါတယ် ဧပြီလ23ရက်နေ့ညနေပိုင်းကဖြစ်ခဲ့တဲ့ဒီစစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြားကတိုက်ပွဲအပြီးနောက်ပိုင်းမှာ အခုလိုမျိုးဖြစ်ခဲ့တာလို့မေလ28ရက်နေ့မှာမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။ထောက်အပြင်မှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာတော့ဒီထောက်အာဏာပိုင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေအကြားမှာအချင်းများခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာထောင်အာဏာပိုင်တွေကတနက်နဲ့ပြစ်ခတ်ခဲ့လို့ဒီနိုင်ငံရေးအကျဉ်းသားစောရွှေအောင်ဆိုတဲ့သူအပါဝဲနှစ်ယောက်တည်ဆုံခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးတော့ဒီနေ့အချိန်ထိဂျန်နဲ့အကျဉ်းသားတွေတဲကအယောက်200ကိုလည်းတိုက်ပိတ်တန်းခတ်ထားတာဖြစ်တယ်လို့ PPNM ကပြောပါတယ်။ဒီအကျဉ်းသားတွေကိုဟိုရိုက်နှက်တန်းခတ်ခဲ့တဲ့အပြင်စေကူတာခွင့်တွေလည်းပိတ်ထားတယ်လို့ဆိုပါတယ်။